တုံးဆွဲသူဒေတာတွေကိုတရုတ်ကိုပေးပို့တဲ့အတွက် TikTok ကိုဥရောပမှာဒေါ်လာသန်း600ဒဏ်ရိုက်လိုက်တဲ့ဆိုပါလေဒီပင်ကကမ္ဘာတွေရဲ့ပြဿနာဟာတုံးဆွဲသူဒေတာတွေကိုရယူထားတာဖြစ်ပါလေကုမ္ပဏီတွေအတွက်အဲ့ဒီဒေတာတွေဟာအရန်သုံးဝင်တယ်လို့လွဲသုံးစားပြုလို့ရေတုံးဆွဲသူတွေကိုကြီးကြီးမားမားထိခိုက်စေမှာပါဒါကြောင့်ဆိုရအာနာပိုင်းတွေကဒီပင်ကကုမ္ပဏီတွေရဲ့တုံးဆွဲသူဒေတာရယူအသုံးပြုမှုနဲ့ပတ်သက်တဲ့ဥပဒေကိုပြဋ္ဌာန်းထားပါတယ် ခုတော့အယာလိုင်းရဲ့ data ကာကွယ်ရေးကော်မရှင် DPC ကတက်တော့ဟာ European Economic Area EEA မှာသုံးဆွဲသူ data တွေကိုတရုတ်ကိုပေးပို့တဲ့အတွက်ဒေါ်လာသန်း600ဒဏ်ရာရလိုက်ပါတယ်တက်တော့ဟာသုံးဆွဲသူ data ကိုကင်တွယ်ရမှာပွင့်လင်းမြင်တာမရှိဘူးဆိုပါတယ်တက်တော့ဟာ EEA ရဲ့ user data တွေကိုတရုတ်ကိုပေးပို့ပြီးဥရောပသမဂ္ဂရဲ့ GDP ဥပဒေကိုချိုးဖောက်တယ်လို့ဆွဆွဲထားပါတယ်ဒါအပြင်တက်တော့ဟာ GDP ရဥပဒေအတိုင်းသုံးစွဲသူ data တွေကိုစီမံခန့်ခွဲရမှာပါအဲ့ဒီလိုမလို့ဆိုရင်တော့ data တွေကိုတရုတ်ကိုပေးဖို့ဒါရှင်းနိုင်ရမှာဖြစ်ပါလေ TikTok ကတော့ဒီ data တွေကိုတရုတ်ကဆာဗာတွေမှာမသိမ်းထားဘူးလို့ညွှန်ဆိုထားပါလေဒါအပြင် TikTok ရဲ့နောက်ကွယ်မှာတရုတ်ကုမ္ပဏီတွေရှိတယ်ဆိုတော့လုံးဝမဟုတ်ဘူးဆိုပြီး TikTok ဘက်ကညှင်းဆိုနေတာဖြစ်ပါတယ်။နောက်တစ်ခုပြောချင်တာကတော့ Jet Engine နဲ့ Mount 1နဲ့ Moon ပြန်မော်တော်ဆိုင်ကဲចောင်းပါကားလမ်းပိတ်တဲ့မြို့တော်တွေမှာ မိုးပြံကားနဲ့မိုးပြံမော်တော်ဆိုင်ကလေးဟာအလွန်သုံးဝင်လာမှာဖြစ်ပါတယ်။ခုတော့ဒီဇိုင်းဆန်းတဲ့မိုးပြံမော်တော်ဆိုင်ကလေးကိုဂျက်ဆန်ကိုပူးတွဲတည်ထောင်ထားတဲ့တောမတ်စ်ဘာတန်ကတည်ထွင်လိုက်ပါတယ်။ Voronot Air Pilot လို့နာမည်ပေးထားပြီးဂျက်အင်ဂျင်တက်ဆင်ပါတယ်။မြန်ဆုံးအနေနဲ့တနအီကို124မိုင်မောင်းနိုင်ပါတယ်။ကွန်ပျူတာစနစ်ကမော်တော်ဆိုင်ကလေးကိုဟန်ချက်ညီအောင်ထိန်းပေးနိုင်တယ်ဆိုပါတယ်။စီးသူကမော်တော်ဆိုင်ကလေးရဲ့ ထိုင်ကုန်မှာထိုင်စီရမှာဖြစ်ပြီး360ဒီဂရီမြင်ကွင်းကျယ်တွေ့မြင်နိုင်ပါတယ်။အလွန်ပေါ်ပါတဲ့ carbon fiber နဲ့ 3D printer အစိတ်ပိုင်းတွေနဲ့တည်ဆောက်ထားပြီးတာမန်မော်တော်ဆိုင်ကယ်တွေထပ်9000စားလောက်ပေါ်ပါပါတယ်။ Air bike ကိုပုံမှန်ကောင်းမွန်အောင်ဆက်လက်တည်ထွင်မှာဖြစ်ပြီးကုမ္ပဏီကရောင်းချမဲ့ခြင်းကိုတော့မပြောသေးဘူးလို့သိရပါတယ်။